တန်တုဋ္ဌိပရမတဏ္ဍရောင်ရဲခြင်းဟာအလွန်ကဲဆုံးသောတန်ဖိုးအကြီးမားဆုံးသောဥစ္စာပစ္စည်းဖြစ်တယ်တဲ့ဘုန်းတော်အင်္ဂုတ္တပါဠိတော်ဧကန်တိပတ်ထဲမှာပြောထားတာလေးကပိုးတောင်မှ အာရစရာရှိတယ်တန်တုဋ္ဌိဆိုတဲ့ရောင်ရဲခြင်းတရားဟာမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်တဲ့ဖြစ်ပြီးသားအကုသိုလ်တရားတွေဆုပ်ယုပ်ခြင်းရဲ့အကြောင်းတရားလည်းဖြစ်တယ်တဲ့ဂိုင်ဘလော့ကောင်းတော့ အနုပန္နာစီဝကုတလဓမ္မဥပိ္ပဇံတိဥပန္နာစအကုတလဓမ္မပရိဟာယံတိရောင်ရဲလိုက်မယ်တင်းတင်းလိုက်မယ်ဆိုလို့ရှိရင်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာဖြစ်ပြီးသားအကုသိုလ်တရားတွေဆုတ်ယုတ်သွားမယ်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်မယ်ဆိုရင် အကျိုးရလတ်အနေနဲ့ဘလို့မြင်တဲ့ရမှာလဲမရဘူးသေးတဲ့ချမ်းသာတွေရမယ်ပေါ့နော်မဖြစ်သေးတဲ့ချမ်းသာတွေဖြစ်မယ်ပေါ့ဖြစ်ပြီးသားအကုသိုလ်တရားတွေဆုတ်ယုတ်သွားမယ်ဆိုရင်ပါတော့ ဆင်းရဲဒုက္ခတွေယုံနေသွားမယ်ဆိုတဲ့အဓိပ္ပာယ်မသိရဘူးလားသိရတယ်အဲ့လောက်ထိမြတ်စွာဘုရားဟောတာနော်အဲ့ဒါဆန်းကျင်ဘက်အဖြစ်ဆိုလို့ရှိရင်တော့မယောင်ရဲနိုင်မှုမတင်းတိမ်နိုင်မှုဆိုရင်ဘလို့တော့အတန်တုတ်တိတရားအနုပ္ပန္နာဇေဝအကုသလဓမ္မဥပိ္ပဇံတိဥပ္ပန္နာစကုသလဓမ္မပရိယာယံတိအဲ့လိုဖြစ်သွားမဖြစ်သေးတဲ့အကုသိုလ်တရားတွေဖြစ်မယ်ရှိပြီးသားကုသိုလ်တရားတွေဆုပ်ယူသွားမယ်မယောင်ရဲနိုင်မှု မတင်းတိမ်နိုင်ဘူးလောဘရဲ့အလိုကိုပဲလိုက်နေတယ်ကိုထိုက်တာနဲ့မကြည်နဲ့ဘူးမနှစ်သက်နိုင်ဘူးဆိုတဲ့လူတယောက်အတွက်မဖြစ်သေးတဲ့အကုသိုလ်တွေဖြစ်မယ်ဖြစ်ပြီးသားကုသိုလ်တွေဆုတ်ယုတ်သွားမယ်ဘလို့နဲ့နာတော့ဟုတ်လားအဲ့ဒီလိုမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်ခြင်းရဲ့အကြောင်းဖြစ်ပြီးသားအကုသိုလ်တွေဆုတ်ယုတ်ခြင်းရဲ့အကြောင်းတရားကိုဟောတဲ့နေရာမှာတဏှုတိတစ်မျိုးတည်းကိုဟောတာတော့မဟုတ်ပါဘူးအပမာဒဆိုတဲ့ကောင်းမှုမှမမေ့တဲ့တတိတရားဝရိယလို့ဆိုတဲ့ အကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးပမ်းအထုတ်တဲ့တရားအပိစ္ဆလို့ဆိုတဲ့အလိုနေတဲ့တရားတတုဋ္ဌိလို့ဆိုတဲ့ရောင်ရဲတဲ့တရားယောနိတော်မနတိကာရလို့ဆိုတဲ့နှလုံးသွင်းမှန်ကန်မှုတရားတမ္ပဇဉ်ညလို့ဆိုတဲ့ပညာဉာဏ်နဲ့စဉ်းစားဆင်ခြင်ပြီးတော့လောကံပြောဆိုနေထိုင်တတ်တဲ့တရားကလျာဏမိတ္တလို့ဆိုတဲ့မိကောင်းဆွေကောင်းခုနှစ်မျိုးဟောအဲ့ဒီတရားခုနှစ်မျိုးဟာမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ခြင်းရဲ့အကြောင်းဖြစ်ပြီးသားအကုသိုလ်တရားတွေဆုပ်ယူခြင်းရဲ့အကြောင်း ဲ့ဒါလောက်မွန်မြတ်တဲ့တရားထဲမှာတန်တုဋ္ဌိဆိုတဲ့ရောင်ရဲခြင်းဟာလေတဘာအပါဝင်ဖြစ်တယ်လို့နားလေရ။ဗာတန်တုဋ္ဌိရဲ့စွမ်းရည်တတ္တိဒီမြတ်စွာဘုရားမြင်ပြနော်